မြတ်စွာဘုရားရဲ့သာသနာတော်မှာတရားပဏာစုဆိုတဲ့ဂုံဘုံနဲ့ထိုက်တန်လာအောင်တရားတော်အားလုံးကိုတလုံးတပါးအားမကျန်မှတ်သားထားနိုင်ရဲ့ထူးခြားတဲ့ယဟန္တာတပါးရှိခဲ့ပါတယ်။အဲဒီယဟန္တာကတော့မြတ်စွာဘုရားရှင်ရဲ့ညီတော်လေးဖြစ်ဖွားဘက်တော်လေးဖြစ်တဲ့ညီတော်အာနန္ဒာပဲဖြစ်ပါတယ်။ ီနေ့ကျွန်မပြပြချင်တဲ့အကြောင်းလေးကဖိုင်ဆရာဝဏ္ဏတီရေးသားထားတဲ့ညီတော်အာနန္ဒာရဲ့တသက်တာမှတ်တမ်းဆိုတဲ့စာအုပ်ထဲကအကြောင်းအရာလေးတွေပဲဖြစ်ပါတယ်။မြတ်စွာဘုရားကသူ့ကိုပြုစုမဲ့အနိကံအလုအကျွေးအဖြစ်အခြားဘုသူ့ကိုမှလက်မခံမဲ့အရှင်အာနန္ဒာကိုအနည်း20ကျောင်းဆောင်ဆိုင်တော်မူခဲ့ပါတယ်။အရှင်အာနန္ဒာကဒီရာတို့ကိုမယူခင်ကလေးကသူ့ရဲ့ပညာဉာဏ်နဲ့စေရနာကိုပြသခဲ့ပါတယ်။လက်လာပါပေါ်များနိုင်တဲ့ ရာတို့ဖြစ်ပေမဲ့အဲ့ဒီအရာတွေကိုမမမောကြောင့်ရတာတဲ့အနေနဲ့သူခွင့်ရဲကပဲစုလေးစုကိုပယ်ခဲ့ပါတယ်။သာသနာအကျိုးနဲ့သူ့ရဲ့တောင်းရင်ကိုအပြည့်အဝထမ်းဆောင်နိုင်ဖို့အတွက်ယုစုလေးစုကိုပဲတောင်းခံခဲ့ပါတယ်။အဲ့ဒီထဲကအဓိကအကြဆုံးတောင်းဆိုမှုတစ်ခုကတော့မြတ်စွာဘုရားဟောကြားသမျှတရားတော်တွေကို သူ့အားပြန်လည်ဟောကြားပေးပါဆိုတာပါပဲ။ဒီလိုပြည့်စုံတဲ့အရေးချင်းတွေကြောင့်လည်းရှင်အာနန္ဒာဟာသာသနာတော်မှာ ဤရတဲ့၅ဆုအထိရရှိခဲ့ပါတယ်။အချမ်းမြင့်အကောင်းဆုံး တတိယအကောင်းဆုံးဉာဏ်ပညာအကောင်းဆုံးပုဂ္ဂိုလ်အဖြစ်သမိုင်းတုန်ခဲ့ပါတယ်။ဒါပေမဲ့ဒီဆောင်ထဲမှာညီတော်အနန္ဒာရဲ့ပြည့်စုံတဲ့အကြောင်းအရာတွေကိုပဲရေးပြထားတာမဟုတ်ပါဘူး။ညီတော်အနန္ဒာရဲ့လူသားဆန်တဲ့နှလုံးသားအကြောင်းကိုလည်းဖော်ပြထားပါတယ်။ညီတော်အနန္ဒာဟာကမ္ဘာပေါ်မှာမျက်စောဖျားကိုတန်ရောစဉ်အရှိဆုံးသူဖြစ်ခဲ့ပါတယ်။ဒါကြောင့်လေမြတ်စွာဘုရားရှင်ကိုအနိကပြုစုနေတဲ့အတွက်ကိုယ်တိုင်ယဟန္တာဖြစ်ဖို့တောင်းအားမထုတ်နိုင်ခဲ့ပါဘူး။အဲဒီတန်ရုံးစဉ်ကြောင့်လေ မြတ်စွာဘုရားရှင်ပြိဋိဘံဆံဂံဒီမှာတက်တော်ကိုဆက်ပြီးနေပြီးပါလို့တောင်းဆိုခွင့်ရခဲ့အခွန်အရေးကိုမာနရဲ့နှောက်ယှက်မှုတွေကြောင့်ရောရှင်အနန္ဒရဲ့ဝန်ထမ်းမှုတွေဝမ်းမှုပြီးမြေလျော့သွားကြရပါလေဒါဟာသာသနာအတွက်အကြီးမားဆုံးဆုံးရှုံးမှုအဖြစ်မှတ်တမ်းတင်ခဲ့ရပါလေမြတ်စွာဘုရားရှင်ပြိဋိဘံပြုပြီးတဲ့နောက်မှာတော့ညီတော်အနန္ဒဟာတညာရင်းနဲ့ဉာဏ်နာဖြစ်အောင်အဋိဌံပြီးစူးစမ်းအထောက်ခဲ့ပါတယ် နောက်ဆုံးမှာတော့လျောင်းတော်မူကန်နေလျောင်းထိုင်ရက်သွားဣရိယာပုံ၄ပါးကနေလွန်မြောက်ပြီးတော့ယဟန္တာကဖြစ်တော်မူခဲ့ပါတယ်။ရှင်အာနန္ဒာရဲ့ကြီးမားတဲ့ကြည်စုကတော့သူတောင်းဆိုခဲ့တဲ့စုတွေပြားခဲ့တဲ့ဣဒရက်ပွဲတွေနဲ့ပြည်စုံတဲ့အသိဉာဏ်တွေကြောင့်ဒီနေ့ကျမတို့ဗုဒ္ဓဘာသာတွေအားလုံးဗုဒ္ဓရဲ့တရားတော်စစ်စစ်တွေကို တလုံးတဘာရမကျန်ပြန်လည်နာကြခွင့်ရနေရပဲဖြစ်ပါတယ်ဒါကလည်းညီတော်အာနန္ဒာရဲ့ကြီးစုကြီးမားပုံပါပဲတောင်ထဲမှာအခုလိုမျိုးသမိုင်းခန်းစားချက်အသိပညာတွေအားလုံးကိုအရှုခန်းစားလို့ရနိုင်ပါတယ် ခုလိုတမိုင်းခံစားချက်အသိပညာတွေအားလုံးကိုတနေရာထဲမှာဖတ်ရှုခံစားခြင်းရယ်မဲ့ဖြစ်ဖြစ်ဒီစာအုပ်ကိုဖတ်ပြီးမျက်စောဖျားရှင်လက်ထက်ကိုကိုယ်တိုင်ရောက်ရှိသွားသလိုမျိုးခံစားခြင်းနဲ့ဆိုရင်တော့ဝနတီရေးသားထားတဲ့ညီတော်အာနန္ဒရဲ့တသက်တာမတန်စာအုပ်ကိုရတနာမေးစာပေးမှာမှာယူရရှိနိုင်ပါတယ်နော်